င်မန်းကလေးခီးရဲ့အလှဆင်ရာဝိရဏကားတင်ရဲ့ဖြစ်စဉ်ပြုမြဲကုသူတော်ကြီးပါမဟာမုန်ကထိန်ပွဲစင်လွဲကြပျော်ရွှင်စွာ23ကျင်းကြောင့်ဝိရဏခီးသွားလုပ်ငန်းရဲ့23ကျင်းကြောင့်ဝေဓုအကျိုးလိုလည်းပြောလို့ရပါတယ်ဗျာဒီဝေလေးပါဗျာဟုတ်လူကြီးနဲ့လူငယ်စုစုစည်းစည်းပေါ့နော်ဘုံလုံးရဲ့ဝိုင်းဝန်းပန်ပုပ်မှုတွေကြောင့်ဒီကလေးပွဲကအအောင်မြင်မြင်ကျင်းပနေပါတယ်ပေါ့နော် တို့တို့ဖြတ်တန်းခဲ့တာဆိုရင်တော့ကျွန်တော်တို့အုတ်ကလီကပိုင်းဟိုကနေ့ကပြောရမယ်ဆိုရင်96လောက်ကနေ့ကကျွန်တော်ဖြတ်ခဲ့တာပါကျွန်တော်တို့နောက်ဆုံးရင်ပိုင်းရင်မူးအကုန်လုံးမိသားစုရဲ့ကြိုးစားအထောက်အပံ့နဲ့2004မှာအသင်းပိုင်ဖြစ်စပြီးတော့တီထောင်တဲ့အသင်းပိုင်ဖြစ်ကြိုးစားအထောက်ခဲ့ပြီးတော့ဒီဘက်ကိုအကုန်လုံးစီစီလုံးညီညွတ်ညွတ်နဲ့ဒီလိုပဲဝိညာသိယဖြတ်တန်းခဲ့တာပါဗျအောင်မြင်အောင်လေးအဲကျွန်တော်တို့စတင်နှုံးကနေကကျွန်တော်တို့က ပြည်ဦးလွင်ချမ်း30မန္တလေးချမ်း20နဲ့ကျွန်တော်တို့က50နဲ့ကျွန်တော်စတင်ခဲ့ပါတယ်ဗျာအခုလဲကျွန်တော်တို့ကအားလုံးဟုတ်ရင်ပိုင်ရင်မှုတွေရဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့အညီအကုန်လုံးတိုးချင်းလျှော့ချင်းမရှိပါဘူးဗျာကျွန်တော်တို့ဒီတိုင်းတသမတ်သေးပဲသွားနေပါတယ်ဗျာအကုန်လုံးကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့ဟိုဟာပေါ့အသင်စီကံလေးတိုင်းပဲကျွန်တော်တို့ဒီလိုပဲသွားနေပါဗျာနှစ်ပေါင်းဒီလောက်ထိဟုတ်ကဲ့ PPD ဖြစ်စရာလေးကြောင့်ကျွန်တော်တို့နှစ်ပေါင်းများစွာကျွန်တော်တို့ဒီခီးသွားလှုပ်သားပြည်သူတွေအပေါ်မှာ ဘလူပဲဖြစ်ဖြစ်အဲချိတ်ခင်ကျင်နာစွာနဲ့ကျွန်တော်တို့ခိနဲ့ခိနဲ့အလီလျော်ညီစွာပေါ့ဗျာကျွန်တော်တက်တာချောင်းကြည့်အောင်အဲ့လိုအစီအမံပြည့်စက်ကြတော့ကျွန်တော်တို့လုံသားပြည်သူတွေကကျွန်တော်တို့အသိပေါ်ကိုပြန်ကြားရတာလေးကကျွန်တော်တို့ဝင်းတာကိုချစ်ကြတယ်ဗျအဲ့ဒါလေးကြားရတယ်ကျွန်တော်တို့ကပီတိဖြစ်ရပါတယ်ဗျာကျွန်တော်အတင်းသားအလုံးရဲ့စီလုံးညီညွတ်မှုကြောင့်လို့ထင်ပါတယ်ဗျာဟုတ်ကဲ့တဦးတယောက်ကောင်းနေတော့မဖြစ်ပါဘူးဗျာအသေးအဖွဲ့ကြီးဆိုတာလေအကုန်လုံးရဲ့စီလုံးညီညွတ်မှုနဲ့အကုန်လုံးဝိုင်းဝန်းကြလို့ပဲ ဒီဥစ္စာလေးကဒီလိုလေးအောင်မြင်တင့်တယ်နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ဒီငွေ ပံမိုးမှုတွေနဲ့ပေါ့ဗျာတူးတောက်တဲ့နဲ့လုံးလို့မရတဲ့ဖွယ်စည်းခံထားပဲဖြစ်ပေါ့ဒီနေ့မှတူးတောက်တဲ့မှာလုံးလို့မရခဲ့ပါဘူးပေါ့အလုံးရဲ့ supporting ကောင်းမှုတွေပေါ့ support support ကောင်းမှုတွေပေါ့နော်ဆရာအလုံးရဲ့ပံမိုးမှုတွေကြောင့်ဒီလိုအောင်အောင်မြင်မြင်ဖြစ်သွားတာပေါ့ဆရာအခုလိုအလုံးလဲဝမ်းသာကြည်မှုလိမ့်မယ်လို့လည်းထင်ပါတယ်ကျွန်တော်လည်းတော်ရှင်ဝမ်းမြောက်ပါတယ်အဲဒီကလေးနဲ့ပတ်သက်ပြီးကျေးဇူးတင်ရမယ်ပြောကျေးဇူးတင်တာလည်းပြောပါကျေးဇူးတင်စကားတော့ကျွန်တော်တို့ရဲ့လူကြီးတွေရဲ့ကျွန်တော်တို့ရဲ့ညီငယ်လေးတွေပေါ့အကုန်လုံးတော့ကျေးဇူးတင်ပါတယ်ပြီးတော့ဝိုင်းဝန်းပံ့ပိုးပေးတယ်ကျွန်တော်ရဲ့ တကယ်ချင်းပေါင်းသင်မိတ်ဆွေတွေပေါ့အဓိကတို့ဒီမှာပေါ့နော်ကျွန်တော်တကယ်ချင်းပေါင်းသင်မိတ်ဆွေဆရာဆရာဆရာတန်းတဲ့ဘက်ကိုဆရာဆိုင်စာတက်တန်းဆူဆွေဗုဒ္ဓဝတီဆရာမူမြင့်အောင်ဒီလိုဆရာရွှေငိမ့်မင်းအကုန်လုံးကဒါမြစ်တာအဖြစ်ကျွန်တော်ဝိုင်းဝန်းပတ်ဖို့ထော်ဖီပြီးတာပါဒီဆရာလေးကကျွန်တော်တို့လည်းတက်တာအဖြစ်ပါတယ်ဝေဒုတန်အောင်ဒီဝေဒါဝေဒုတန်ရဲ့အပိရကသမားလေးလည်းကျေးဇူးတင်တာပြောပြဟုတ်ဟိုပါပေါ့ပြီးတဲ့ရောဟိုလာရောက်တဲ့ အပြည့်သက်ပြီးတော့အကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘုရားလည်းကျေးဇူးရှင်နေပါ။ဘုရားလည်းကျေးဇူးရှင်နေပါ။ကျွန်တော်တို့ကသမင်းရှင်နေပါ။ဟုတ်ကျေးဇူးပြုကြတယ်ကျေးဇူးရှင်နေပါ။အကုန်လုံးဖြီးသွားလို့သာပြုလို့ရောအကုန်လုံးအားလုံးလည်းကျေးဇူးထူးတင်ရှိပါလေ။ဟုတ်ကဲ့။မင်းနာကိုဆက်သွယ်လို့ရတော့လိမ့်စာနဲ့ဖုန်းနံပါတ်ကလေးကကျွန်တော်မန္တလေးမှာဆိုရင်တော့89လမ်း30 31ကြား။အဲဖုန်းနံပါတ်ကတော့39 1 3 9 20 18 14ပါခင်ဗျာ။ဟုတ်ပြီလို့ဆိုလို့ရှိရင်တော့39 1 3 9 44 90ပါခင်ဗျာ။အဲ့ဒါလေးတွေကိုဆက်သွယ်ပြီးတော့ ျွန်တော်တို့ဟိုဟာဖြစ်နိုင်ပါတယ်ခင်ဗျာဟုတ်ဒီလိုပွဲလေးပြည့်မြောက်ဖြစ်တာလဲမန္တာကြည့်မှုပါတယ်အားလုံးဝိုင်းဝန်းပံ့ပိုးလို့ဒီလိုဖြစ်သွားတာဆိုတော့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခီးတယ်တွေရောအသင်းသူအသင်းသားတွေရောအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာအသင်းသားတွေပြောင်းလဲမန္တလေးခရီးရဲ့အလားစေရာဝိရဏကာတင်ရဲ့နှစ်စင်ပြုမြဲကုသိုလ်တော်ကြီးပါမဟာဘုံကထိန်မွဲဆင်းရဲကြပျော်ရွှင်စွာ င်းဤစီရဏပန်းငယ်ရွှေကြောင်းတော်ကြီးမှာဆရာတော်အရှင်သောကနာကိုဥထိပ်ပန်းစင်ကဝိုင်းဤစီရဏပန်းငယ်ရွှေကြောင်းတော်ကြီးမှာဆရာတော်အရှင်သောကနာကိုဥထိပ်ပန်းစင်ကတထိတ်လကခိတ်မများဝိရဏမိသားစုကိုပြုံးပန်းဝေဝေးစား